ဲဒီတစ်ခါမှာတော့အိမ်မှာအမဲလှုပ်ရှားနေကြပုံစံလက်ဖက်နှက်မယ်ခြင်ဆက်နဲ့အစိတ်နှက်နေလေးနှမျိုးပြမယ်အရင်ဆုံးလက်ဖက်သားထဲမှာရောနေတဲ့အရိုးတွေနဲ့လက်ဖက်ရွက်အရင်တွေကိုရွေးထုတ်လက်ဖက်ထဲမှာရှိနေတဲ့အညစ်အကြေးနဲ့ပိုးတွေတည်အောင်လို့ရင်နွေးပူပူလေးနဲ့စိန်ထားလိုက်ပဇွန်ကြောက်လေထဲမှာဆိုတော့ပဇွန်ကြောက်ကိုလည်းရင်နွေးစိန်ထားကျွတ်တုံယူငရုတ်သီးနဲ့တံမြန်သီးလိုအပ်မယ်တံမြန်သီးကိုအရေးပိုထွက်အောင်လို့လှိမ့်ပြီးတော့တဝက်လှီးထား ငရုတ်သီးကိုတော့အဆက်ရောက်အောင်လို့အစီလေးခွဲထုတ်ချစ်တငင်ချင်းတို့ကတော့အဆက်စားနိုင်လို့ဆိုအကုန်လုံးရောထည့်ပါအရင်ဆုံးအစီထုတ်ထားတဲ့ငရုတ်သီးတွေကိုနှုတ်နှုတ်ဆင်းရင်းနှွေးစိန်ထားတဲ့ပစွန်ကြောက်ကိုလည်းရေးတချာဆေးပြီးရင်တော့ရေးညှစ်ပြီးအချောက်ခံတာရင်းနှွေးစိန်ထားတဲ့လက်ဖက်တွေကိုရေး၃လေးတက်လောက်ဆေးချယူရီရဲ့အပူချိန်ကတော့ top ကလာတဲ့ရိုးရိုးရေတောင်မှရေနွေးလိုပဲအရန်ပူနေပါတယ်။ အခါရော့သွားအောင်လို့၃လေးတက်လောက်ရေဆေးပြီးရင်တော့ရေသေးချာညှစ်ရေကျန်နေရင်လက်ဖက်ကအထားမခံပါဘူးလက်ဖက်တွေအားလုံးကိုရေသေးချာလေးညှစ်ပေးသွားလိုက်ရေညှစ်ပေးသွားတဲ့လက်ဖက်တွေကိုတော့ငရုတ်ချုံရှင်းထောင်းမယ်ရှိလို့ဒီလိုကျိတ်ဆက်နဲ့ကျိတ်မယ်ဆိုရင်လည်းရပါတယ်နောက်ဆုံးဘာမှမရှိဘူးဆိုရင်တော့မှအခုလိုမျိုးလက်နဲ့ပဲနုံနုံဆင်းပေးလိုက်ရင်လည်းရပါတယ်ကဲဒီနေ့မှာတော့ဒီကြိတ်ဆက်လေးကိုသုံးပါမယ်။ကြက်တူထက်နုံနုံစင်းထားတဲ့ငရုတ်တီအချုံမုံမသုံးဘူးဆိုတော့အချိုတက်လေးပောင်းလို့ပစွန်ကြောက်လေးပါထက်။ပြည့်စင်မီသုံးစရာမျိုးတဲ့ဒီကြိတ်ဆက်လေးနဲ့ဆွဲပြီးတော့ကြိတ်ပေးသွားလိုက်။ အားလုံးကြိတ်ပြီးသွားရင်တော့စလုံးတစ်ခုတည်းကိုထည့်ဒီတက်ပိုပြီးမျက်ချင်တော့လို့တို့ဆွဲပြီးကြိတ်ပေးသွားလို့ရပါတယ်။ရင်းညစ်ထားတဲ့လက်ဖက်တွေကိုလည်းဒီဆက်ထဲကိုပဲထည့်ပြီးတော့ကြိတ်မယ်။ဒီလိုမျိုးကြိတ်ထားတဲ့လက်ဖက်ကလည်းနုံနုံဆင်းတဲ့လက်ဖက်လိုပါပဲ။ဝါလိုက်ရင်အဖက်ကလေးနဲ့မျက်နှာအောင်ထောင်းထားတဲ့လက်ဖက်ကိုမကြိုက်တဲ့ချစ်တငယ်ချင်းတွေနဲ့ထောင်းအောင်မှပြင်းတဲ့ချစ်တငယ်ချင်းတွေဒီလိုနည်းလေးကိုသုံးသွားလို့ရပါတယ်။ပြီးရင်တော့စလုံးတစ်ခုလေးကိုရောထည့်။ချင်းဆက်လေးနှစ်မှာဆိုတော့တံမြရည်လေးညှစ်။တံမြရည်ရောနှလုံးလောက်ညှစ်ပေးလိုက်ပါတယ်။စားတဲ့ စီယူလဲမြများလေးထည့်ပြီးတော့နေမယ်။အားလုံးနှံ့ဝအောင်ရောင်းမနဲ့အာမရရင်လက်နဲ့မှွေလို့ရပါတယ်။အရသာချင်းငန်ဆက်အနေတော့ပဲဆိုရင်ပလင်းနဲ့ကိုဖိသိမ့်။ပလင်းနဲ့ကိုထည့်တဲ့အခါမှာလဲကြားထဲမှာလေခုမှုမရှိအောင်လို့တေချာလေးဖိပေးလိုက်။ဘေးနှက်ခတ်မှာကတ်နေတဲ့လက်ဖက်တွေကိုတေချာတုပ်ပြီးရင်တော့စီယူမြုပ်အောင်ထည့် စီယိုလက်ဖက်ရဲ့အပေါ်မှာလက်တလုံးလောက်မြုပ်တဲ့အထိတေချာလေးစိမ့်ပေးရပါမယ်။ပြီးရင်တော့လေလုံအောင်ပိတ်လိုက်ရင်ရပါပြီ။နောက်တစ်မျိုးအစိမ့်လေးကိုတော့မြုပ်စုံနဲ့ထည့်ထောင်းပါမယ်။အရင်ဆုံးကြက်သွင်ပြူကိုညံ့အောင်ထောင်း။အချို့မမထည့်ဘူးဆိုတော့အချို့တက်လေးပအောင်ပစွန်ကြောင်လေးပါထည့်ထောင်း။ပြီးရင်တော့ရေညစ်ထားတဲ့လက်ဖက်တွေထည့်စားတဲ့ပြီးရင်ညံ့အောင်ထောင်းအရွက်တွေရောအရိုးတွေရောကျဉ်ညက်အောင်ထောင်းလိုက်ပါ။ဒီအနေလောက်ဆိုရင်ဇလုံးတစ်ခုလေးကိုပြောင်းထည့် ်ပြီးရင်တော့စီထက်စီကိုတော့ရေခဲတက်တာတဲ့ထည့်ရင်မခဲအောင်လို့တန်လွင်စီကိုသုံးထားပါတယ်ချစ်တဲ့ငယ်ချင်းတို့တွေကတော့အိမ်မှာအလွယ်ရှိတဲ့ရေခဲတက်တာတဲ့ထည့်ရင်မခဲတဲ့စီကိုသုံးသွားပေးလို့ရပါတယ်အရသာအပေါ့ငန်အတော်ပဲဆိုရင်ပလင်းနဲ့ကိုတိတ်ပြီးထက်ပြီးရင်တော့လက်ဖက်ကိုမြုပ်တဲ့အထိစီထက်ဘေးနှခမ်းမှာကတ်နေတဲ့လက်ဖက်တွေကိုတေချာရှင်းပေးရပါမယ်ဒီကတ်နေတဲ့လက်ဖက်တွေကစီမထီးတဲ့အတွက်မှုတက်တက်ပါတယ် ပြင်းတော့အဖုံးကိုတိချပိတ်ဒီအတိုင်းလေးပဲရေခဲတက်တာနဲ့ထည့်ထားမယ်ဆိုရင်လနဲ့ချီပြီးတော့အထားခံပါတယ်။အများရန်လက်ဖက်ကိုခတ်ယူပြီးတိုင်းမျက်နှာပြင်လေးကိုပြန်ညှိစီကိုပြန်ဖုံးပေးတာနှာခမ်းမှာကပ်နေတဲ့လက်ဖက်အစအနတွေကိုလည်းတိချရှင်းပြီးတော့တင်ထားပေးရပါမယ်။ချစ်တငယ်ချင်းတို့လည်း light နဲ့ကြည့်လိုက်တော့နော်။ကဲစားပြီဆိုရင်တော့ oh sorry မစားသေးပါဘူးကဲအားလုံးပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင်းနဲ့အုပ်